ောင်းပိုင်းဖူကံမှာမြန်မာចောင်းသားတွေအတွက်ဖွင့်လှစ်ထားတဲ့အခမဲ့စာတင်ကြောင်း Good Shabrat Phuket Town Foundation ကိုရက်နာဖို့ထိုင်းအနာပိုင်းတွေညွှန်ကြားခဲ့ကြောင်းထိုင်းတရင်ဌာနတွေမှာဖော်ပြထားပါတယ်။ ဖူကက်မြို့ရဲ့ငါးလုံးငယ်အတိုင်းဝိုင်းကမြန်မာရှေ့ပြောင်းအလို့သမားတွေရဲ့စာဝတ်နေရေးရုံးကန်ပုံနဲ့ကလေးငယ်တွေရဲ့အခမဲ့ပညာရေးအကြောင်းတွေကို Right with Gabi Channel မှာ YouTuber တူကဗီဒီယိုထဲမှာထပ်သွင်းတင်ဆက်ခဲ့တာကြောင့်လူဝင်မှုကြီးကြပ်ရေးပြည်ထနာအလို့သမားရေးရနဲ့အသည့်တာကလူမှုရေးပြည်ထနာတွေဖြစ်ပေါ်စေခဲ့ပါတယ်။စာတင်ကြောင်းနဲ့ပတ်သက်ပြီးတော့မလ18ရက်နေ့မှာဖူကက်အာနာပါရီကသတင်းစာရှင်းလင်းပွဲတွေပြုလုပ်ခဲ့ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ဆေးတဲ့ကထိုင်းစိုးရချမ်းမှာမှတ်ပုံတင်ထားခြင်းမရှိ တာကြောင့်အဲ့ဒီကြောင့်မှစာတင်ကြားပေးမှုတွေကိုရန်လာဖို့အာဏာပိုင်တွေကညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကလင်းငယ်တွေအတွက်အခြားလှုပ်ရှားမှုတွေလှုံ့ဆော်မှုအကြောင်းကိုဆက်လက်ဖွဲ့ဖွဲ့ပြုထားတယ်လို့သိရပါတယ်။ ကျောင်းမလောက်အားပေးတင် जा ပေးနေတဲ့နိုင်ငံသားသားဆီယမအတွင်နဲ့တူမြန်မာနိုင်ငံသားရှစ်ဦးကိုလည်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။လက်ရှိမှာတော့လောက်အားပေးနေတဲ့နိုင်ငံသားသားတွေအရေးယူမခံရကြောင်းထိုင်းနိုင်ငံတွင်မှာဖော်ပြထားပါတယ်။ဒါပေမဲ့ကျောင်းတည်ထောင်သူနဲ့မြန်မာနိုင်ငံသားတွေကိုတော့ဘယ်လိုအရေးယူဆောင်ရွက်ရမလဲဆိုတာကိုစစ်ဆေးဆောင်ရွက်နေစေလို့တည်ရပါတယ်။ အဲ့ဒီကြောင့်မှထိုင်းစာကိုအဓိကသင်စားပေးနေပြီးမြန်မာဘာသာနဲ့အင်္ဂလိပ်ဘာသာတွေလည်းပါဝင်နေပါဗျ။အများစုဟာမြန်မာနိုင်ငံသားတဝယ်ကနေရောက်လာကြတာပါ။အသက်9နှစ်နဲ့9နှစ်ကြာကျောင်းသားကျောင်းသူ400နီးပါးမှမှအများစုဟာပမာတွေဖြစ်နေကြပြီးမွန်နေကရင်လည်းရှိကြောင်းသိရပါတယ်ရှင်။